ားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့က correlated conjunction အုပ်စုမှာပါတဲ့စကားလုံးအတွဲလေးတွေပေါ့နော်အဲ့ဒီစကားလုံးအတွဲလေးတွေက subjective agreement နဲ့လိုက်ပြီးတော့ညှိပေးရတဲ့နော်ဒီအတွဲလေးတွေကြောင့်ကိုပြောပြမှာဖြစ်ပါတယ် အဲ့တော့ကျမတို့အရင်ဦးဆုံးနေသားနဲ့စမယ်ပေါ့နော်နေသားလို့ခေါ်လဲရတယ်လို့နိုင်သားလို့ခေါ်လဲရတယ်နော်နှစ်ခုစလုံးကဒီ both are correct နှစ်ခုစလုံးကမှန်တယ် American accent နဲ့ဒီ British accent ပေါ့နော် US accent ကွာသွားတာပဲရှိတယ်အဲ့တော့က UK accent နဲ့ကွာသွားတာရှိတယ်နေသားတစ်လုံးနဲ့ဒီကျမတို့ဟိုပါပေါ့နော်ရေးတဲ့အခါမှာအနောက်မှာ singular noun ဖြစ်ဖို့လိုတယ်အဲ့တော့ singular noun ဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်မှာရေးရမယ် verb တွေလည်းပဲ singular verb ဖြစ်ဖို့လိုတယ်။အဲ့တော့နေတောင်းကိုပါမြန်မာလိုပါတာပြန်မယ်ဆိုရင်တော့ verb တစ်ခုမှမဟုတ်ပါဘူးเนาะ။သူပေးထားတဲ့ရွေးချယ်စရာတွေရှိမယ်။အဲ့တော့ပထမရွေးချယ်စရာလည်းမဟုတ်ဘူး။ဒုတိယရွေးချယ်စရာလည်းမဟုတ်ဘူး။ verb တစ်ခုမှကိုမဟုတ်နေဘူးလို့ပြောချင်တယ်ဆိုရင်ကျွန်တော်တို့နေတောင်းကိုတုံပြီးတော့ရေးမှာဖြစ်တယ်။အဲ့တော့ basic sentence နဲ့ advanced sentence နှစ်မျိုးပေးထားပါတယ်။ပထမဒီ basics ပေါ့เนาะအခြေခံဝေကြကြည့်အောင်။ Neither answers it correct ။အဲ့တော့အဖြေသည်တစ်ခုတည်းမကရှိမယ်။ဒါပေမဲ့ပေးထားတဲ့အဖြေ ီနှစ်ခုစလုံးเนาะအဲ့ဒါနှစ်ခုစလုံးက is correct မှန်ကန်ခြင်းမရှိပါတခုမှမမှန်နေဘူးလို့ပြောခြင်းဖြစ်တယ်ဒါပေမဲ့နေသားနဲ့က singular noun နဲ့ပဲတွေ့တဲ့အတွက်ကြောင့် verb လည်းပဲ singular ဖြစ်ဖို့လိုတယ်နောက်တစ်ကြောင်ကြည့်မယ် need the option works for me เนาะဒီ option ဆိုတာကတော့ရွေးချယ်စရာပေါ့เนาะရွေးချယ်စရာတွေပေးထားတယ်အဲ့တော့အဲ့ဒီပေးထားတဲ့ရွေးချယ်စရာတွေကဘယ်တစ်ခုမှကိုယ့်အတွက် အလုံးမဖြစ်နေဘူးလို့ပြောခြင်းဖြစ်တယ်။သို့သောနီးသားဒီ singular noun နဲ့ပဲတွဲတဲ့အတွက်ကြောင့်ဒီရွေးချယ်စရာတစ်ခုတည်းမကနော်သူပေးထားတယ်။ဒါပေမဲ့ singular noun ပဲတွဲတာဖြစ်ကြောင့် verb ကိုလည်းပဲ singular verb ပြောင်းပြီးတော့ဒီမှာ conjugate လုပ်ပြီး s ပေါင်းထားခြင်းဖြစ်တယ်။ တော့ advanced ဝက်ကြလေကြည့်ရအောင် need the proposal align with the company long term strategy အဲ့တော့ proposal အဆိုပြုလွှာတွေပေးထားတယ်အဲ့ဒီပေးထားတဲ့အဆိုပြုလွှာတွေက better ခုမှအဲ့ဒီ company ရဲ့ long term strategy နဲ့ align မဖြစ်ဘူး align ဖြစ်တယ်ဆိုတာကိုက်ညီတာအဲ့တော့ need the negative မှာသုံးတဲ့အတွက်ကြောင့် align မဖြစ်ဘူးမကိုက်ညီဘူးလို့ပြောထားခြင်းဖြစ်တယ်အဆိုပြုလွှာတွေတစ်ခုထက်မကရှိတယ် เนาะ now example တစ်ခုဆက်ကြည့်မယ် neither solution proof certified street during the trial phase trial phase ဆိုတာကဒီကာလတစ်ခုเนาะဒီ assembly သုံးတဲ့ဒီ ကာလတခုအဲ့ဒီတည်းမှာ certified reason ကစိတ်ကျဉ်းနှံမှုကိုအဲ့ဒီဖြည့်ရှင်းချက်က proof မလုပ်ဘူးလို့ပြောခြင်းဖြစ်တယ်။အဲ့တော့က solution တွေတခုထပ်မကရှိတယ်။ better best solution ပဲဖြည့်ရှင်းချက်မှဒီ certified ကိုမရနိုင်ဘူးလို့သူကပြောခြင်းဖြစ်တယ်နော်။ဒီ trial phase အဲ့ဒီကာလအစမ်းသုံးနေတဲ့ကာလအတွင်းမှာဒါကနေသားတစ်လုံးတည်းကိုသုံးတဲ့နေရာမှာသုံးတဲ့သူ့ရဲ့ structure ဖြစ်ပါတယ်။ တော့နောက်တစ်ခုကကျမတို့ neither of ပေါ့နော် neither of ဆိုတာကဒီနှစ်ခုထဲကမှတစ်ခုမှမဟုတ်ဘူးလို့ပြောခြင်းဖြစ်တယ်အဲ့တော့အဲ့ဒီနှစ်ခုဆိုတာကသူရဲ့ character တူတဲ့နှစ်ခုနော်တနည်းအားဖြင့်အစုတစုအဲ့ဒီအစုထဲမှာနှစ်ခုပါတယ်အဲ့ဒီအစုထဲကနှစ်ခုစလုံးမှနှစ်ခုစလုံးကမဟုတ်နေဘူးလို့ပြောခြင်းဖြစ်တယ် ဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ neither of the ဒီ plural ပေါ့နော် noun နဲ့လည်းတွဲတယ်လို့ pronoun နဲ့လည်းတွဲတယ်ပေါ့နော် of ဆိုတဲ့ဒီ preposition ပါလာတဲ့အတွက်ကြောင့်ကျွန်တော်တို့ pronoun နဲ့လည်းတွဲလို့ရတယ်အဲ့တော့ဒီ plural ပရူရယ်ဖြစ်တဲ့အတွက်ကြောင့်မို့ဘာဒီပုံတော့ဒီတွဲတဲ့အခါမှာဒီ singular formal ဆိုရင်တော့ကျမတို့ singular နဲ့ရေးပြီးတော့ဒီ informal ဒီ native speaker တွေပြောတဲ့ဒီ spoken english မှာဆိုရင်တော့ကျမတို့ plural form နဲ့တွဲပြီးတော့ဟိုကြားရလေးရှိတယ်ပေါ့နော်အဲ့တော့ basis exam မှာစပြီးတော့ကြည့်မယ် neither of the student has finished the assignment အဲ့တော့နှစ်ခုထဲကတစ်ခုမှမဟုတ်ဘူးလို့သူကပြောတဲ့အတွက်ကြောင့်ဒီမှာចောင်းသားတစုရှိမယ်အဲ့ဒီចောင်းသားတစုထဲကဒီနှစ်ခုထဲကတစ်ခုမှတဦးတယောက်ကမှအဲ့ဒီ assignment ကို ပြီးမြောက်ခြင်းမရှိပါအဲ့ neither of the plural noun သူမဟုတ် plural noun နဲ့တွဲတယ်အဲ့တော့ကျွန်တော်တို့ဒါပေမဲ့ဘာတီဘာဖြစ်ရမလဲဆိုတော့က singular ဖြစ်ရမယ်အဲ့ဒါက formal မှာ တော့အဲ့ဒီ verb ဒီကျွန်တော်တို့ plural form လည်းဖြစ်လို့ရတယ်ဘယ်လိုနေထားမျိုးမှလည်းဆိုတော့ spoken english မှာဆိုရင် plural form နဲ့လည်းသုံးလို့ရတယ်အဲ့တော့သူကဒီ student တွေ plural ဖြစ်တဲ့တောက်ဒီနေရာမှာ hv have နဲ့ spoken english မှာသုံးရင်ရတယ်လို့ပြောခြင်းဖြစ်တယ် နောက်နောက်တကူ neither of them know the answer အဲ့တော့သူတို့ထဲမှာတဦးတယောက်ကမှဒီအဖြေကို မသိနေပါเนาะအဲ့တော့ဒီမှာဆိုရင်လည်းကျွန်တော်တို့ informal နဲ့ရေးပြထားတယ်အဲ့တော့ them ဆိုတဲ့အရာမှာအစုတစုရှိမယ်အဲ့ဒီမှာနှစ်ဦးပါမယ်အဲ့ဒီနှစ်ဦးတည်းကတဦးတယောက်ကမှဒီအဖြေကို မသိနေဘူးလို့ပြောခြင်းဖြစ်တယ်အဲ့တော့ no မှာရေကျွန်တော်တို့ကဒီဘောနော SES မပေါင်းထားတဲ့အတွက်ကြောင့်သူကို informal လို့ပြောလိုက်ခြင်းဖြစ်ပါတယ် တော့ now advanced ဝေချာကြည့်မယ်ပေါ့နော် neither of the hypothesis has been supported by the empirical evidence အဲ့တော့ hypothesis ထင်မြင်ယူဆချက်တွေ neither of the plural noun သမဟုတ် pronoun နဲ့တွဲတဲ့ဆိုရင်တခြားသူရဲ့ noun မှာကျွန်တော်တို့ plural form တော့လာရမယ်ဒါပေမဲ့ va the formal မှာ singular လို့ပြောထားတဲ့ကြောင့်ဒါဒီ formal နဲ့ရေးထားတာအဲ့တော့အဲ့ဒီ hypothesis နှစ်ခုရှိတယ်အဲ့ဒီနှစ်ခုထဲကတစ်ခုမှเนาะဒီအဲ့ဒါကို ဒီ empirical evidence လက်တွေ့ကြတဲ့အထောက်အထားတွေကနေပြီးတော့ support မလုပ်ထားဘူးလို့ပြောခြင်းဖြစ်တယ်။နောက်တစ်ကြောင်ဆက်ကြည့်မယ်။ Neither of the proposed amendment addresses the underlying issue. အဲ့တော့ proposed amendment ဆိုတာကဒီအဆိုပြုထားတဲ့အဲ့ဒီပြင်ဆင်ချက် เนาะနှစ်ခုရှိမယ်အဲ့ဒီနှစ်ခုစလုံးเนาะနှစ်ခုတည်းကတစ်ခုမှကိုမှ address မရှင်းပြဘူးမပေါ်ပြထားဘူးမဖြေရှင်းထားဘူးဒီ underline issue ဒီအရင်းခံပြဿနာကိုဒီ propose လုပ်ထားတဲ့ amendment ပြင်ဆင်ချက်တွေကမရှင်းပြထားဘူးလို့ပြောချင်းဖြစ်တယ်အဲ့တော့ neither of the plural noun သို့မဟုတ် pronoun နဲ့တွဲမှာဖြစ်တယ် va the formal မှာဆိုရင်တော့ကျွန်တော်တို့ singular နဲ့ရေးမယ် plural spoken english မှာဆိုရင်တော့ကျွန်တော်တို့ plural form နဲ့ရေးမယ်ပေါ့เนาะဒါလေး လေးတတိထားပြီးဒီမှာဆိုရင်ကျမတို့ဒီ verb ကိုဒီ singular form နဲ့ရေးထားတာကိုတွေ့ရတာပေါ့နော်နောက်တစ်ခုကကျမတို့တွင်းနေကြပေါ့နော်နီးသားနော်နိုင်သားနော်လို့လည်းခေါ်လို့ရပါတယ်နှစ်ခုစလုံးမဟုတ်ပါ အဲ့တော့ A လည်းမဟုတ်ဘူး B လည်းမဟုတ်ဘူးလို့သူကပြောချင်းဖြစ်တယ်ဒါပေမဲ့အဲ့ဒီ element နှစ်ခုကိုကျမတို့ဒီ connect လုပ်ဖို့အတွက်အသုံးပြုချင်းဖြစ်တယ်အဲ့တော့ var ကို ကျမတို့ subject var agreement ကိုပြန်ပြီးတော့ချိန်ကြည့်တဲ့အခါမှာဒီ var ဒီအနောက်မှာရှိတဲ့ဒီနေ့အပြင် var နဲ့အကအနီးကပ်ဆုံးမှာရှိတဲ့ဒီ noun သမဟုတ်ဒီ element ပေါ့နော်အဲ့ဒီဟာနဲ့တွဲပြီးတော့သူကဒီဟိုဖြစ်ဖို့ conjugate လုပ်ဖို့လိုတယ်အဲ့တော့ဒီမှာ example ပေးထားတယ် Neither Tom nor Sarah is coming ဲ့အဲ့တော့နီတာနော်နော်နှစ်ခုစလုံးမဟုတ်ဘူးနှစ်ဦးစလုံးမဟုတ်ဘူးနှစ်ယောက်စလုံးမဟုတ်ဘူးထွန်ရောဆာရာရောကမလာဘူးလို့ပြောတယ်ဒါပေမဲ့ ဘာဒီဘာဒူဗီနော်ဒီနေရာမှာအဲ့ဒီဘာကဆာရာနဲ့ဒီအနီးဆုံးကသူ့နဲ့အနီးဆုံးက subject noun ဒီဆာရာဖြစ်တဲ့အတွေ့အကြောင်းကျမတို့ is ကိုသုံးလိုက်ခြင်းဖြစ်တယ်ဗောနော်တကယ်လို့များဒီနေရာမှာကျမကနေတာ Jane တော့ I လို့သတ်သုံးမယ်ဆိုရင် I ဆိုတော့ကျမတို့က am နဲ့တွဲရမှာဖြစ်တယ်ဗောနော်အဲ့တော့နေတာ Jane တော့ I ခံမင်ဗောနော်ဒါမျိုးရေးတယ်နောက်တစ်ခု need a my phone or my laptop works today အဲ့တော့ငါဖုန်ရောငါရဲ့ laptop ရောဒီနေ့ဒီအလုပ်မဖြစ်ဘူးလုံးလုံးမရဘူး ဘူးပေါ့နော်။ဒါဖွင့်လို့မရအောင်အဲ့လိုမျိုးပေါ့နော်ဖြစ်နေတယ်။အဲ့တော့ဒီ work ဆိုတဲ့ var နဲ့ Anisa ဆိုတာ laptop ။အဲ့တော့ laptop ဒီလက်ဒီနေရာမှာကျမတို့ singular form ဖြစ်တဲ့အဲ့တို့ကြောင့်သူ့ကို var ကို conjugate လုပ်ပြီးတော့ s ပေါင်းထားခြင်းဖြစ်ပါတယ် advanced web ကြလေးနှစ်ချောင်းဆက်ကြည့်မယ်နော် Nida the research team not the external review or one convinced find the initial finding ရော initial findings ကနေဦးတွေ့ရှိမှုတွေอ่ะဗောနော် convince လုပ်တယ်ဆိုတာ persuade လုပ်တာဆွဲဆွဲဆောင်စည်းရုံးတာဗောနော်ဒါမျိုးပြောခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့မှာဒီနှစ်ခုရှိတယ်ဘာနဲ့ဘာလဲဆိုတော့ research team ကတစ်ခုရှိမယ် element ဗောနော်ဒီ external reviewer တစ်ခုအဲ့တော့ research team ရော external reviewer ရော နှစ်ခုစလုံးကိုဘတူဘီနယ်ဘက်တရီဆိုတာပတ်စစ်ဒီ initial finding ကဒီ password လုံးလုံးမရဘူးဆွဲဆောင်စည်းရုံးလို့မရနေဘူးလို့ပြောခြင်းဖြစ်တယ်နောက်တစ်ကြောင်းဆက်ကြည့်မယ် need the policy not the implementation strategy has been clearly defined အဲ့တော့ကျွန်တော်တို့မှာနှစ်ခုရှိပါတယ်မူဝါဒတစ်ခု policy နောက်တစ်ခုကဒီ implementation strategy လက်တွေ့အကောင့်ထံပေါ်တဲ့နေရာမှာအသုံးပြုတဲ့ view ဟာအဲ့ဒီနှစ်ခုစလုံးကိုကိုတဲ့သူက has been clearly defined ရှင်းရှင်းလင်းလင်းအဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိပါနှစ်ခုစလုံးကိုရှင်းရှင်းလင်းလင်းအဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိပါလို့ပြောခြင်းဖြစ်ပါတယ် နောက်တစ်ခုကကျမတို့ either ပေါ့နော် either လို့လည်းခေါ်လို့ရတယ် either လို့လည်းတန်ထွက်တယ်ပေါ့နော် British accent UK accent US accent and all အတန်းဟိုဘာမှမူတည်ပြီးတော့ကျမတို့ ကိုအားတယ်လို့ခေါ်အဲ့တော့ဣဒာနှစ်ခုတည်းကဘယ်ဟာဖြစ်ဖြစ်သူကပို့ပြီးတော့ general sense တယ်နော်အနောက်မှာ preposition of ပါလာပြီဆိုရင်တော့ specific ဖြစ်တဲ့ neither normal လဲအဲ့တိုင်းပဲ neither of နော် neither of ဒီလဲ specific ဖြစ်တဲ့နေရာမှာတုံးတယ် either of ဒီလဲပဲ specific ဖြစ်တဲ့နေရာမှာတုံးတယ်တလုံးနဲ့ neither တို့ either တို့သုံးထားမယ်ဆိုရင်တော့ general နော်ရေပုံညာတပေါ်နှစ်ခုတည်းကဘယ်ဟာဖြစ်ဖြစ်ဘယ်နှစ်ခုလို့ပြောပြောအဲ့ဒီနှစ်ခုကကျွန်တော်တို့ဒီ same character ဖြစ်စရာ မလိုဘူးအဲ့ဒါဒီမှာ grammar structure ရဆိုရင် either ကိုကျွန်တော်တို့သုံးမယ်ဆိုရင်အနောက်မှာ singular noun ဖြစ်ရမယ်เนาะအဲ့တော့ neither နဲ့အတူတူပဲ singular noun ဖြစ်ဖို့လိုတယ်အဲ့တော့အဲ့ singular noun ဖြစ်တဲ့အတွက်ကြောင့် verb တွေလည်းပဲ singular ဖြစ်ရမယ်เนาะအဲ့တော့ example ပေးထားတယ် basics နဲ့ advanced အရင်ဥဆုံး basics ကိုကြည့်မယ် you may choose either option အဲ့တော့ option ရွေးချယ်စရာ ကျွန်တော်တို့မှာနှစ်ခုရှိတယ်သို့တော့ either နဲ့ရေးထားတဲ့အတွက်ကြောင့် either ရဲ့နောက်မှာ ါနောင်ကပ်ပြီးရေးထားတဲ့အတွက်ကြောင့်နှစ်ခုရှိတော်ညာလဲကျွန်တော်တို့ singular noun ပဲသုံးမှာဖြစ်တယ် s မပေါင်းဘူးဒါပေမဲ့သိရမှာကနှစ်ခုအဲ့တော့ either option ရွေးချက်စရာနှစ်ခုအဲ့တော့နှစ်ခုကို you may choose မင်းရွေးလို့ရတယ်အဲ့ဒီနှစ်ခုရှိတယ်မင်းရွေးနိုင်တယ် may choose may ဒီ permission ခွင့်ပြုချက်ပြောတဲ့နေရာမှာသုံးတယ်เนาะခွင့်ပြုချက်အတွက်သုံးခြင်းဖြစ်ပါတယ်။နောက် either answer is acceptable အဲ့တော့ကျွန်တော်တို့မှာအဖြေနှစ်ခုရှိတယ်။ တော့အဲ့ဒီအဖြေနှစ်ခုတည်းကပေါ့နော်ဘယ်ဟာပဲဖြစ်ဖြစ် acceptable ပဲလက်ခံနိုင်တယ် either answer ဘယ်အဖြေကိုပဲဖြစ်ဖြစ် is acceptable ပဲလက်ခံနိုင်တယ်လို့ပြောချင်းဖြစ်တယ်ဘယ်ဟာဖြစ်ဖြစ်နော်အဲ့ဒီနှစ်ခုတည်းက general term မှာသုံးတယ် advanced word ကြာကြည့်မယ် either solution ကို streamline the process depending on resource of resource availability အဲ့တော့ဒီအရင်အမြင့်ရရှိမှုပေါ်မှာမူတည်ပြီးတော့အဲ့ဒီ process ကတဲ့ဒီ streamline ဖြစ်တယ် စမှုဖြစ်မှာပေါ့နော်အဲ့တော့ဒီ solution ဒီကျွန်တော်တို့မှာဖြည့်ရှင်းချက်ဒီတစ်ခုတည်းမဟုတ်ဘူးเนาะဒီနေရာမှာ singular ရေးထားပေမဲ့နှစ်ခုရှိတယ်အဲ့ဒီနှစ်ခုထဲက best solution ပဲဖြစ်ဖြစ် good smooth good streamline ဒီချောမွေးစီတဲ့ process အဲ့ဒီဖြစ်စဉ်ကိုဘယ်ချိန်လေးပေါ်မှာမူတည်တော့ smooth ဖြစ်မယ် resource availability ပေါ်မှာမူတည်ပြီးတော့ smooth ဖြစ်မှာဖြစ်တယ် best solution ပဲဖြစ်ဖြစ်ဒီဟာကိုကျွန်တော်တို့လုံးလုံးရတယ် နော်နောက် exam မှာကြည့်မယ် either proposal offer potential benefit တို့ in different ways အဲ့တော့ proposal အဆိုပြုချက်နှစ်ခုရှိတယ်အဲ့ဒီအဆိုပြုချက်နှစ်ခုထဲကဘယ်တစ်ခုပဲဖြစ်ဖြစ် potential benefit ဒီ potential ရှိတော့အလားအလာရှိတော့အကျိုးမြတ်ကိုသူက offer ကမ်းလှမ်းနိုင်တဲ့တို့တော့လဲ in different way နီလန်တော့ကွာသွားမှာဖြစ်တယ်လို့ပြောခြင်းဖြစ်တယ်နော်အဲ့တော့ either ဒီလဲကျွန်တော်တို့ neither လို့မျိုးပဲ singular noun နဲ့ ွဲတယ်အဲ့တော့ verb လည်းပဲ singular ဖြစ်ဖို့လိုပါတယ်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ either of เนาะအဲ့တော့ of ဆိုတဲ့ဒီ preposition ပါလာပြီးဖြစ်တဲ့အတွက်ကြောင့် full noun နဲ့လည်းတွဲလို့ရတယ်လို့ကျွန်တော်တို့ pronoun နဲ့လည်းတွဲလို့ရတယ်ဒီတစ်ချက်သတိထားပါဘေးเนาะအဲ့တော့ဒီ either of neither of အဲ့ဒါတွေကဒီ specific ဖြစ်တဲ့เนาะဒီအနေထားမျိုးမှာသုံးတယ်အဲ့တော့သူပြောပြီးသားဒီနေရာမှာ specific pair or group of two နှစ်ခုပါတယ်အဲ့ဒီနှစ်ခုကဒီပြင်အရာတွေနဲ့သူတို့ကမတူဘဲနဲ့ကွဲပြားနေတဲ့ specific ဖြစ်တယ်အဲ့လိုအနေထားမျိုးမှာသုံးတယ် either တို့ neither တို့တစ်လုံးနဲ့သုံးမယ်ဆိုရင်တော့ general ရေပုံရဆန်းတယ် preposition of ပါလာတဲ့အခါမှာ specific ဖြစ်တဲ့အနေထားမျိုးမှာသုံးပြီးတော့ pronoun နဲ့လည်းတွဲလို့ရတယ်ဘောနော်အဲ့တော့သူရဲ့ဘာဘယ်လိုမျိုးတွဲလဲဆိုတော့ ဒီ either of ရဲ့အနောက်မှာဒီ plural noun တမို့ pronoun เนาะဒီ plural form လိုက်မယ်အဲ့တော့ဘာဒီကျွန်တော်တို့ singular အဲ့တော့ neither of နဲ့အတူတူပဲဒီ formal မှာဆိုရင် singular နဲ့ရေးပြီးတော့ spoken english မှာဆိုရင်တော့ plural form နဲ့ရေးတာကိုတွေ့ရမှာဖြစ်တယ်အဲ့တော့ basis sentence စာကြည့်မယ် either of the books is fine အဲ့တော့စာအုပ်နှစ်အုပ်ရှိတယ်အဲ့စာအုပ်နှစ်အုပ်ဒီ specific group ထဲမှာပါသောစာအုပ်ဒီထွေလာ၄ပါးကျွန်တော်တို့ဒီ general နဲ့သုံးထားတာမဟုတ်ဘူးအဲ့တော့စာ ောင်းအောင်နှုတ်ထဲကနော်ဒီဒီဘက်တစ်ခုပဲဖြစ်ဖြစ်နော်အဲ့ဒါက is fine အဆင်ပြေပါတယ်အဲ့မှာနှုတ်ရှိတယ်ကွာအဲ့ဒီနှုတ်ကဒီ specific ဖြစ်တဲ့အုပ်စုထဲမှာထားတာလားဘက်တစ်ခုပဲဖြစ်ဖြစ်အဆင်ပြေတယ်နောက်တစ်ခု either of them can help you အဲ့တော့အဲ့ဒီ them ဆိုတဲ့ဒီ pronoun နဲ့သုံးထားရနော်ဒီ them ဆိုတဲ့နေရာမှာပါဝင်လာမဲ့ဒီအရာအရာဝတ္ထုပဲဖြစ်ဖြစ်เนาะဒီ something ပဲဖြစ်ဖြစ် someone ပဲဖြစ်အဲ့ဒီနှစ်ခုဒီ specific ပဲเนาะဒီတည်ပြင်းဟာနဲ့မတူတဲ့ဒီ same characteristic ရှိတဲ့အရာအဲ့ဒီကုက can help you မင်းကိုကူညီมาဖြစ်တယ်အဲ့ဒီတဲကဒီ bed တစ်ခုပဲဖြစ်ဖြစ်မင်းအတွက်ကူညီရနိုင်တယ်မင်းကိုကူညီมาဖြစ်တယ် advanced ကြကြည့်မယ် either of the method is sufficient for statistical validation အတော့ကဒီ method အဲ့ဒီ method ဒီကျွန်တော်တို့ဒီဒီတစ်ခုခုကိုတွက်ချက်ဖို့အတွက်ဒီ specific ဖြစ်တဲ့ method နှစ်ခုရှိတယ်အဲ့ဒီနှစ်ခုထဲမှာ bed တစ်ခုပဲဖြစ်ဖြစ် is sufficient ဒီလုံလောက်တယ်ပေါ့နော်ဘယ်အတွက်လဲဒီ statistical validation အတွက်နော် attribute ချက်ဒီစရင်စရာနဲ့စရင် in နဲ့ပတ်သက်ပြီးတော့ attribute ချက်အတွက်လုံလောက်မှုရှိတယ်ဘယ်တစ်ခုပဲဖြစ်ဖြစ်အဲ့ဒီနှစ်ခုတည်းကတစ်ခုကအဲနှစ်ခုတည်းကဘယ်ဟာပဲဖြစ်ဖြစ်နော်အဲ့ဒါကလုံလောက်မှုရှိတယ်လို့ပြောခြင်းဖြစ်တယ်နောက်ဆက်ကြည့်မယ် either of the approaches could lead to a viable outcome အဲ့တော့ ထင်ကရမယ်နီလန်းနှစ်ခုရှိတယ်အဲ့ဒီနီလန်းနှစ်ခုတည်းကဘယ်တစ်ခုပဲဖြစ်ဖြစ်ဒီ private organ private ဆိုတာ practical ပြောတာလက်တွေ့ကြတဲ့ရလတ်ကိုသူကဒီဖော်ဆောင်ပေးမှဖြစ်တယ်ဥတီပေးမှဖြစ်တယ်လို့ပြောခြင်းဖြစ်တယ်เนาะအဲ့တော့ဒီနောက်မှာ either option နောက်မှာတုံးထားတဲ့ဒီဒီဟွာပေါ့เนาะဒီဟွာပေါ့ဒီနောင်းပဲဖြစ်ဖြစ် pro နောင်းပဲဖြစ်အဲ့ဒါတွေကကျွန်တော်တို့ plural form ဖြစ်ဖို့လိုတယ်အဲကျွန်တော်တို့ဒီ formal မှာဆိုရင်တော့ va က singular ဖြစ်ပြီးတော့ဒီ spoken english မှာဆိုရင်တော့ va က plural form ဖြစ်သွားတယ်ပေါ့နော်ဒါလေးတစ်ချက်သတိထားပေးပါ အဲ့တော့နောက်တစ်ခုကကျမတို့ either or ပေါ့เนาะအဲ့တော့ဒီတစ်ခုမဟုတ်ဘူးဆိုရင်တော့နောက်တစ်ခုလို့သူကပြောခြင်းဖြစ်တယ်အဲ့တော့ a နဲ့ b ရွေးချယ်ကြတဲ့ခုရှိတယ်ဆိုရင် a မဟုတ်ဘူးဆိုရင်တော့ b ပေါ့ကွယ်ဒါမျိုးပြောတာအဲ့တော့သူစာချုပ်မှာ agreement ကြတော့ဒီ close up subject သူနဲ့အနီးဆက်ဆုံးမှာရှိတဲ့ subject ကိုလည်းကြည့်ပြီးတော့မှကျမတို့ဒီ conjugate လုပ်တယ်ပေါ့เนาะအဲ့တော့ basic sentence စာကြည့်မယ် either you can now or i live နော်အခုမင်းလာမလားမလာဘူးဆိုရင်တော့ငါလစ်ငါထွက်မယ်ဟောတော့ဒါနှစ်ခုရှိတယ်ထို့တူပဲ either john or his brother are responsible အဲ့တော့ကျွန်တော်တို့ဒီမှာ verb ကို ရေးတော့မယ်ဆိုရင်သူနဲ့ close set ဖြစ်တဲ့ subject ကိုကြည့်ဆို brother ဒီ plural form ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနေရာမှာအားသွားတာဒီနေရာမှာကျွန်တော်တို့ဒီ john or နော်ဒီနေရာမှာဘောနော်တခြားဘောခုနကလိုမျိုး sarah ဆိုမျိုးဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာ is ဖြစ်သွားမှာဖြစ်တယ်နော်အဲ့တော့ close set subject ကိုကြည့်ပြီးတော့ agreement လုပ်ပေးဖို့လိုတယ် admin ဝက်ကြကြည့်မယ် either the data is incomplete เนาะ or the model require recalibration အဲ့တော့ data က incomplete မပြည့်စုံနေဘူးเนาะ data က incomplete ဖြစ်တာလည်းဖြစ်မယ်သို့မဟုတ်ဘူးဆိုရင်တော့ the model the require recalibration ပြန်ပြီးတော့ချိန်ညှိဖို့လိုနေတာဖြစ်မယ်เนาะကျမတို့ဒီ data မပြည့်စုံတာတော့လည်းကောင်းဒီ model ကပြန်ပြီးတော့ recalibrate ပြန်ချိန်ညှိဖို့အတွက်လိုနေတာလောက်တစ်ခုမဟုတ်တစ်ခုဖြစ်မယ်လို့ပြောခြင်းဖြစ်တယ် နောက်အဲ့ဒီမှာကြည့်မယ်။ Either the committee approve the proposal or the project will be postponed indefinitely. အဲ့တော့က committee ကနော်ဒီ proposal အဆိုပြုလွှာကို approve လုပ်ပေးမယ်နော်အဲ့တော့ approve လုပ်ပေးမယ်။ဒါဒါမျိုးလုပ်ရင်လည်းလုပ်မယ်။ဒါမှမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့နော်တခါတခြားရွေးချယ်စရာပါလဲဆိုတော့ project ကို will be postponed ရပ်ဆိုင်လိုက်မယ်ပေါ့နော်။ indefinitely ပေါ့နော်ဒီဘယ်လိုပြောမလဲ indefinitely ဆိုအကန့်အသတ်မရှိရပ်ဆိုင်လိုက်မယ်လို့ပြောခြင်းဖြစ်ပါတယ်။ အဲ့တော့ကျွန်မတို့ဒီနေ့ပြောပြသွားတယ်ဒီ correlated conjunction ပေါ့နော်အဲ့ဒီဟာကိုပြန်ပြီးတော့ဟာ summarize လုပ်မယ်အဲ့တော့ neither neither of neither no เนาะဒါတတွေ either either of either or အဲ့တော့ကျွန်တော်တို့ neither ပဲဆိုဆို neither ပဲဆိုဆိုเนาะကိုအားတလို့ဆိုလို့ရတယ်အဲ့တော့ neither တလုံးနဲ့သုံးမယ်ဆိုရင်အနောက်မှာကျွန်တော်တို့ singular noun ဖြစ်တယ် singular noun ဖြစ်တဲ့အတွက်ကြောင့် verb လည်းပဲ singular ဖြစ်ဖို့လိုတယ်ဒီ neither ကို preposition of နဲ့တွဲပြီးရေးမယ်ဆိုရင်ကျွန်တော်တို့ plural noun တွဲပါတယ် plural noun တွဲတဲ့ အတွက်ကြောင့်ကျမတို့ဒီ formal မှာဆိုရင်တော့ကျမတို့ ဟိုပါဘောเนาะဒီ singular verb ရေးပြီးတော့ဒီ spoken english မှာကြတော့ဒီ plural verb နဲ့သွားပြီးတော့ရေးတယ် proposition of ပါလာတဲ့အတွက်ကြောင့်ဒီနေရာမှာတွဲတဲ့ noun ဒီ full noun နဲ့ဖြစ်လို့ရတယ်လို့ pronoun နံစားလည်းတွဲလို့ရတယ်เนาะ neither nor neither nor မှာကြတော့ဒီ nor ရဲ့ noun မှာ can ရဲ့ဒီ noun ကိုဟိုကြည့်အဲ့ဒီ noun ကမဟုတ်เนาะဒီ noun က plural လား singular လားသူ့ပုံမှာမူတည်ပြီးတော့ verb က conjugate လုပ်ဖို့လိုပါတယ် either လဲထို့အတူပဲ either ီတာနော်ဒီ stretcher ကတူတယ်အဲ့တော့ either က stretcher ပဲတူတာနော် David ကမတူဘူးအဲ့တော့ဒီ singular noun နဲ့တွဲတယ် singular noun နဲ့တွဲတဲ့အတွက်ကြောင့် va တီလဲ singular ဖြစ်မယ်ဒီ preposition of ပါလာပြီဆိုရင်တော့ဖူပါဘောနော်ဖူ noun ပါတွဲလို့ရတယ်လို့ဒီ pronoun နဲ့တွဲလို့ရတယ်။ဒါပေမဲ့ဒီ formal မှာဆိုရင်တော့ဒီနေရာမှာ plural noun ဖြစ်ပေမဲ့ကျွန်တော်တို့ verb ဒီ singular verb ဖြစ်တယ်เนาะ။ spoken english မှာကြတော့ဒီ plural verb ဖြစ်ရမယ်။ဒီ either or အဲ့တော့အဲ့ဒီ either or ဒီလဲ neither nor လို့မျိုးပဲ။သူနဲ့အနောက်ဆုံးကပ်ရဲ့ပေါ့เนาะ။ close up စာချက်ကိုကြည့်။သူက plural လား singular လားပေါ့เนาะ။ဒါပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ verb ကို conjugate လုပ်ဖို့လိုတယ်။အဲ့တော့ပြန်ပြီးတော့ summarize လုပ်မယ်။ဟောပေါ့เนาะ။ဒီ exam မှာလည်း ြန်ပြီးတော့လွှဲပေးမယ်အဲ့တော့နီးသားတစ်လုံးနဲ့သုံးထားတယ်နီးသား option walk เนาะဒီ option ရွေးချယ်စရာကျွန်တော်တို့နှစ်ခုရှိတယ်အဲ့ဒီနှစ်ခုထဲကဘယ်တစ်ခုမှအလုံးမဖြစ်ပါလို့ negative သဘောနဲ့သုံးမယ်ဆိုရင်တော့နီးသားရဲ့အနောက်မှာဒီ singular noun ကို ကပ်ပြီးတော့ရေးတယ် singular noun ဖြစ်တဲ့အတွက်ကြောင့် verb လည်းပဲ singular ဖြစ်ဖို့လိုတယ်အဲ့တော့ preposition of ပါလာပြီဆိုရင်ဒီနေရာမှာ အခုလိုမျိုး for noun as a pronoun နဲ့လည်းရေးလို့ရတယ် proposition of ရဲ့အနောက်မှာကျမတို့ဒီ plural noun လိုက်တယ် နော် plural noun လိုက်ပြီးမဲ့ formal written english မှာကျွန်တော်တို့ဒီ verb ကို singular verb ပဲရေးပြီးတော့ spoken english မှာကျတော့ plural verb နဲ့ရေးတယ်။ neither nor နော်ဒီ nor ဆိုတဲ့ second လုံးနဲ့ကန်လျက်ပြီး close up subject ကိုကြည့်သူက singular ဆိုရင် verb ဒီလဲ singular ဖြစ်ဖို့လိုတယ်။ either လဲထို့အတူပဲ either တစ်လုံးနဲ့ရေးထားမယ်ဆိုရင် singular noun နဲ့တွဲတယ် ဤသားတို့ဤသားတို့တလုံးတည်းကဖူနှောင်းနေတဲ့တွေ့တယ်เนาะအဲ့တော့ singular noun ဖြစ်တဲ့အတွက်ကြောင့် verb တွေလည်းပဲ singular ဖြစ်ဖို့လိုတယ် preposition of ပါလာပြီဆိုရင်အနောက်မှာလိုက်လာတဲ့ဒီ noun နေရာမှာဖူနှောင်းအပြင်ကျွန်တော်တို့ pronoun နဲ့ထည့်လို့ရတယ်။ proposition of ပါတဲ့အတွက်ကြောင့်ဒီနေရာမှာ plural noun ဖြစ်ပြီးတော့ verb ဒီ formal written english မှာဒီ singular verb ဖြစ်ပြီး spoken english မှာဒီ plural verb နဲ့ရေးလို့ရတယ်။ either or နော်9000 or လိုမျိုးပဲပေါ့နော်။ either or မှာလည်းထိုးတူပဲ to နဲ့ clear verb subject ကိုကြည့်နော် close verb ကိုကြည့်။အဲ့တော့ either he apologize အဲ့တော့ तू တောင်းပန်မယ်။နောက်ပိုင်းတောင်းပန်မတောင်းပန်ဘူးဆိုရင်တော့ he leave to ထွက်ခွာသွားမှာဖြစ် စ်တယ်အဲ့တော့ ethernet ကเนาะဒီစာချက်ကဒီ singular စာချက်ဖြစ်တဲ့အတွက်ကြောင့်ဒီ apologize ကိုကျွန်တော်တို့ as found ရတယ်တို့အတူပဲဒီ oriental မှာလည်း singular စာချက်ဖြစ်တဲ့အတွက်ကြောင့် leaf မှာ as found ထားခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဘာကြောင့်ဒီသင်ခန်းစာကိုလုပ်ရတယ်လဲဆိုရင်ကျွန်တော်တို့ achieve limit နဲ့เนาะဒီအကန့်အသတ်နဲ့ဖတ်ရတဲ့ academic reading ပေါ့နော်ဒီ IS reading တွေမှာဆိုရင်ဒါတွေပါလာလို့ရှင်ကျွန်တော်တို့အချိန်ကလူးနေရတဲ့အတွက်ကြောင့်မို့လို့ ဒီဆုံးဖြတ်တဲ့ခါမှာလေဒီအမှားရင်းနေရှိတဲ့အကြောင်းကျွန်မဒါကိုလုံလိုက်ခြင်းဖြစ်ပါတယ်အဆင်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်